မင်္ဂလာပါရှင်ဇွန်လ19ရက်ကျတာရီနေ့ရက်ဒီမဲ့ဖွေရသတင်းကဘာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တီယန်ပြည်သူများဘေးကင်းရာရှောင်တင်းကြရန်ဒေါ်နယ်ထရန့်တိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။အစ္စရေးနဲ့အီရန်က9ရက်မြောက်နေ့အဖြစ်တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဆက်လက်တိုက်ခိုက်နေကြစင်ပါပြီ။နျူကလ িয়ার လက်နက်တည်ဆောက်ရေးအားထိန်းချုပ်ရန်သဘောတူညီချက်တစ်ခုကိုအီရန်ကပေချခဲ့ခြင်းကြောင့်လို့ဆိုကအီရန်မျိုးတော်တီအီရန်မှလူများဘေးလွတ်ရာသို့ရှေ့ပြောင်းကြရန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတိုက်တွန်းကြောင်းသိရပါတယ်။ လက်မှတ်ထိုးဖို့ကျွန်တော်သူတို့ကိုပြောခဲ့တဲ့သဘောတူညီချက်ကိုအီရန်ကလက်မှတ်ရေးထိုးခဲ့တင်ပါတယ်။ရှက်ဖို့ကောင်းပါတယ်။လူအသက်တွေလည်းဆုံးရှုံးရပါတယ်။ရိုးရိုးလေးပြောပါမယ်။အီရန်ကနျူကလ িয়ার လက်နက်ပိုင်ဆိုင်လို့မရပါဘူး။ကျွန်တော်ထပ်တလဲလေးပြောခဲ့ပါတယ်။လူတိုင်းလူတိုင်းတီရန်ကနေဘေးလွရာရှောင်တိန်တင်ပါလေလို့ထရန်က၎င်းရဲ့လူမှုကွန်ရက် True Social ပေါ်မှာရေးသားခဲ့ကြောင်းသတင်းများကဖော်ပြထားတယ်လို့သိရပါပါရှင်။ ဆက်လက်တင်ဆက်မယ့်သတင်းကတော့အီရန်အနေနဲ့ခြွင်ချက်မရှိလက်နက်ချဖို့ဒေါ်နယ်ထရန့်ကရေးသားထားတဲ့သတင်းဖြစ်ပါတယ်။ အီရန်မှာအကောင်းမွန်တဲ့ရေဒါနဲ့ကာကွယ်ရေးကိရိယာတွေအများကြီးရှိပေမဲ့အမေရိကန်လုံပစ္စည်းတွေနဲ့မနိုင်ရှင်နိုင်တဲ့အတွက်အီရန်ကောင်းငင်ရန်ကိုအပြေအဝါထိန်ချုပ်ထားနိုင်ပြီလို့သမ္မတဒေါ်နယ်ထရန်ကဇွန်လ18ရက်သူ့လူမှုကွန်ရက်မှာရေးသားထားကြောင်းသိရပါဗျ။အီရန်ရဲ့ Supreme Leader လို့ခေါ်တဲ့သူဗမာပုံးနေတယ်ဆိုတာအတိအကျသိထားသလိုအလွန်လွယ်ကူတဲ့ပြစ်မှတ်တစ်ခုဖြစ်ပေမဲ့လောလောဆယ်တော့အီရန်ကောင်းဆောင်ဆိုတဲ့သူကိုတက်ပြဖို့အစီအစဉ်မရှိသေးဘူးလို့ပုံးနေတဲ့နေရ ရာမှာလုံခြုံစေချနိုင်သေးတယ်လို့လည်းထွန်ကဆိုပါရယ်။အရက်သားတွေဒါမှမဟုတ်အမေရိကန်စစ်သားတွေကိုဒုံးကျည်တွေနဲ့ပြစ်ခတ်တာကိုအလို့မရှိသလိုအမေရိကန်ရဲ့ဆဲရှည်တီခံမှုကလည်းကုံဆုံးလာနေပြီလို့ဒေါ်နယ်ထရန်ကချင်းချက်မရှိလက်နက်ချဆိုတဲ့ခေါင်းစဉ်နဲ့ဧတာထားကြောင်းသတင်းများကဖော်ပြထားပါရယ်ရှင်။ထပ်မံတင်ဆက်ပြီးမှာကတော့အီရန်နျူကလ িয়ার ဆက်ယုံနေရာတွေပေါ်တိုက်ခိုက်နေရာတွေကိုရပ်တန့်ပေးဖို့ရုရှားကတောင်းဆိုတဲ့သတင်းဖြစ်ပါတယ်။ အီရန်နျူကလ িয়ার စက်ရုံနေရာတွေကိုတိုက်ခိုက်မှုတွေရပ်တန့်ပေးဖို့အစ္စရေးကိုတောင်းဆိုလိုက်ကြောင်းရုရှားနိုင်ငံသား၏ဝင်ကြီးဌာနပြောခွင့်ရအမျိုးသမီးမာရီယာဇာခါရိုဗကဇွန်လ18ရက်ကရုရှားအစိုးရရုပ်သံနဲ့တွေ့ဆုံမိမြန်ခံမှာပြောကြားကြောင်းသိရပါတယ်အရှိလေးပိုင်းကနျူကလ িয়ার ချိန်ချမှုဟာစိတ်ကူးရင်အစင်မဟုတ်ပဲတကယ့်လက်တွေ့ကြတဲ့အနေအထားရှိနေပြီးဒေတာတွေနဲ့ကမ္ဘာကြီးလုံခြုံရေးကိုတိုက်ရိုက်ချိန်ချောင်းနေတယ်လို့လဲဇာခါရိုဗတ်စ်ကဆိုပါတယ်။ အီရန်အနေနဲ့ငြိမ်းချမ်းဆောင်နျူကလ িয়ার ထုတ်လုပ်အသုံးပြုခွင့်ရှိတဲ့အတွက်အစုပါနျူကလ িয়ার စေယုံတွေကိုတက်ခိုက်နေတာဟာကဘာကူနျူကလ িয়ার ကတ်ဆူဂျီစီကိုတွန်းပို့နေတာလို့လဲဇာခါရိုဘတ်ကပြောပါတယ်။အီရန်နျူကလ িয়ার စေယုံတွေမှာတာဝန်ကျစောင့်ကြည့်နေတဲ့ IAEA ပြည်ပဆိုင်ရာအနုပြုဆိုင်ရာအေဂျင်စီကစစ်ဆေးရေးမှုတွေရဲ့အသက်အန္တရာယ်တွေလဲစိုးရိမ်နေရတယ်လို့ဇာခါရိုဘတ်ကဆိုပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်နျူကလ িয়ার စေယုံတွေရဲ့ပျက်စီးမှုအတိုင်းအတာတွေကို IAEA ရဲ့အဖွဲ့အစည်းနဲ့လုံခြုံရေးကောင်စီကိုအစီရင်ခံတင်ပြလိမ့်မယ်လို့မျှော်လင့်ကြောင်းလဲမာရီယာဇာကာရူဘတ်စ်ကပြောကြားခဲ့ကြောင်းသတင်းများကဖော်ပြလာပါတယ်ရှင်။ ထမန်တင်ဆက်မဲ့တဲ့ရင်ကတော့အစ္စရေးထုံးကြီးကာကွယ်ရေးစနစ်များဟာပြင်းထန်သောဖိအားများနဲ့ကြုံတွေ့နေတဲ့တဲ့ရင်ဖြစ်ပါတယ်။အစ္စရေးထုံးကြီးကာကွယ်ရေးစနစ်များဟာပြင်းထန်သောဖိအားများနဲ့ကြုံတွေ့နေရကြောင်းအဲရိုထုံးကြီးတစ်ခုလျင်ဒေါ်လာ3သန်းတန်ကျေရှိပြီးကာကွယ်ရေးစစ်စင်ရေးများအတွက်ညစဉ်ဒေါ်လာ285သန်းနီးပါးအထိအသုံးပြုနေရတာကြောင့်အစ္စရေးအနေနဲ့ရခိုပုံစံအတိုင်းမြင်းမြကြောင်းအောင်ဆက်သွားနိုင်မလဲဆိုတဲ့အပေါ်စိုးရိမ်မှုများရှိလာကြောင်းတဲ့ရင်များကဖော်ပြပါတယ်။အီရန် ံကဒုံးကျည်များဖြင့်နေစဉ်ဒီပါပြစ်ခတ်နေတာကြောင့်အစ္စရေးရဲ့လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်လက်ကျန်အရေးအတွက်မှာအလွန်အမင်းလျော်နယ်လာနေတယ်လို့ဆိုပါရယ်။အီရန်ကယခုနှုံထားအတိုင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီးအမေရိကန်ကအစ္စရေးအတွက်ဒုံးကျည်များအလေအမြန်ပြန်လည်ဖြင့်နေပေးခြင်းဒါမှမဟုတ်ဒိုင်းရိုက်ကြဝင်ဆွတ်ဖက်လာခြင်းမရှိပါက အစ္စရေးအနေနဲ့ဒုံးကျည်များကိုနောက်ထပ်ဆယ်ရက်မှဆယ်နှစ်ရက်ကြာသာကာကွယ်နိုင်တော့မှာဖြစ်ကြောင်းအမေရိကန်နဲ့အစ္စရေးထောက်လှမ်းရေးတို့နဲ့ဤဆက်တဲ့ တရင်အရှင်အမည်တစ်ခုက Wall Street Journal တို့ပြောကြားခဲ့ကြောင်းသိရပါရှင်။